သမီးငယ်လေးဆာရာကိုပထမဦးဆုံးဖခင်မျက်မှောက်တော်တဲ့ကိုတိုးဝင်စေခဲ့တဲ့အစိုးရအေးတင်ချိုဆွေမင်္ဂလာပါပရိသတ်ကြီးရှင်အစိုးရအေးတင်ချိုဆွေကတော့မြန်မာနိုင်ငံမှာဒိတ်ဒိတ်ကျဲအစိုးရတရားလို့ပြောရမှာဖြစ်ပေမယ့်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအလှည့်အပြောင်းလေးဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့သမီးလေး IV ကိုခေါ်ဆောင်ကဩစတြေးလျနိုင်ငံမှာတွားရောက်နေထိုင်နေခဲ့တာလည်းဖြစ်ပါတယ် ။ဧတင်ချွတ်ဆွေကမီယိုဖလာဗုဒ္ဓဘာသာကိုးကွယ်သူတယောက်ဖြစ်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ခရစ်ယာန်ဘာသာကိုတက်ဝင်ယုံကြည်ခဲ့ကသူကိုယ်တိုင်ကလည်းအဖဖရာသခင်ရဲ့ခြေတော်ကိုဥခိုက်ခါခရစ်ယာန်ဘာသာသို့ကူးပြောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့အီတင်ချိုဆွေရဲ့တမီးလေးတွေဟာဆိုရင်လေခရစ်ယာန်ဘာသာကိုးကွယ်သူတွေအဖြစ်ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။အခုတခါမှဆိုရင်လေအစိုးရအီတင်ချိုဆွေကသူမရဲ့ဒုတိယမြောက်တမီးငယ်လေးဆာရာကိုဖခင်မျက်မှောက်တော်ထဲမှာပထမဆုံးတိုးဝင်စေခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့လေးကသမီးငယ်လေးကိုဖခင်ရဲ့မျက်မှောက်တော်ထံပျော်ရွှင်စွာနေတတ်ဖို့ပထမဆုံးတည်သွေးပေးခဲ့တာပါဆူနိုအီတင်ချူဆွေဟာသမီးကြီး IV အပြင်သမီးငယ်လေးဆာရာကိုတော့မကြသေးခင်အချိန်တုန်းကဩစတြေးလျနိုင်ငံမှာပဲမွေးဖွားထားခဲ့တာဖြစ်ပါတယ်။အဆူရောအီတင်ချူဆွေဟာ IV လေးကိုမွေးဖွားချိန်မှာ single မသားတယောက်အနေနဲ့ခံယူပြီးတယောက်တည်းပြုစုပြောင်းထောင်ပေးခဲ့ရတာဖြစ်ပြီး အခုနောက်ထပ်ဒုတိယသမီးလေးကိုမွေးဖွားချိန်မှာလေခင်မွန်ဖြစ်သူကဘသူဘဲဝါဖြစ်တယ်ဆိုတာကိုချပြခြင်းမရှိပဲ။သူမရဲ့ကိုယ်ပိုင်ဘဝကိုသူမကိုချစ်လို့ဖြစ်စေမုန်းလို့ဖြစ်စေဝေဖန်ထောက်ပြကြတာကိုမခံယူချင်တာကြောင့်သမီးလေး IV နဲ့နောက်ထပ်မွေးဖွားထားတဲ့သမီးငယ်လေးစာရာကိုတော့ချပြလာခဲ့ပြီးသူမဘဝရဲ့တချို့သောအစိတ်အပိုင်းတွေကိုတော့ချပြခြင်းမရှိပဲလိုးပရိုဖိုင်းနဲ့သာနေထိုင်နေကြတာဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်အခုဆိုရင်တမီးလေးနှစ်ယောက်နဲ့အတူအဆဆရရနားလဲတီးခန့်ပေးနိုင်တဲ့ခင်မုံဖြစ်သူကိုလည်းပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့်ပရိသတ်ကြီးကအစိုးရအီတင်ချိုစီရဲ့အတွက်ဝန်တာကွန်ပျူတာစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။